ားလုံးပဲမင်္ဂလာပါအောင်စီဂိမ်းမင်းရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ ီဗီဒီယိုမှာတော့ပြီးခဲ့တဲ့လထွက်ရှိထားတဲ့ Green Legendary ဆိုတဲ့ event နဲ့မှာရတဲ့ point လေးတွေကိုတုံပြီးတော့ကျွန်တော် Messi ဝစ်ဆုံနဲ့ upgrade လုပ်လို့ရတဲ့ M762 တနက်စကင်ကိုကျွန်တော်မဲဖောင်းမှရဖြစ်ပါတယ်။အမှန်ဆိုရင်တော့ဒီ event ကပြီးခဲ့တဲ့လထွက်ရှိထားတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့အချိန်တလားလောက်ကြာနေပြီပဲဖြစ်ပါတယ်။တလားလောက်တော့ကြာနေပြီဆိုတော့တငယ်ချင်းတော်တော်များများလဲမင်းနေပြီပဲဖြစ်ပါတယ်။အဲ့လိုမင်းနေတဲ့တငယ်ချင်းတွေကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့သတိပြန်ရသွားအောင်လို့မဲဖောင်းပြသွားမှရဖြစ်ပါတယ်။ကျွန်တော်ကန်ဒီပါလီကောင်းပြီးတော့မှ Messi ဝစ်ဆုံကိုပေါင်းမလားဒါမှမဟုတ် upgrade လုပ်လို့ရတဲ့ M762 တနက်စကင်ကိုပေါ့မလားဆိုတာကိုသိချင်းနေဆိုရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုလိုက်ပါတယ်။ Okay အစင်းသေးဖြစ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်အောင် ပထမအဆုံးအနေနဲ့ Going Legendary ဆိုတဲ့ event နဲ့ကိုသွားပါမယ် event နဲ့ကိုရောက်ပြီဆိုရင်တော့ဒါမျိုးတွေ့ရမှာဖြစ်ပါတယ်ဒီ event ရဲ့အချိန်ကိုကြည့်မယ်ဆိုရင်တော့17လ23ရက်ကနေပြီးနဲ့17လ31ရက်နေ့ထိသွားမှာဖြစ်ပါတယ်တငယ်ချင်းတို့တွေအနေနဲ့ပြီးခဲ့တဲ့လ23ရက်ကနေပြီးနဲ့အခုချိန်ထိတငယ်ချင်းတို့က gain ထဲမှာပုံမှန် gain ဆော့ခဲ့တယ်ဆိုရင်တော့အခုဆိုရင်တော့တငယ်ချင်းတို့မှာ point တော်တော်များများရရှိနေပြီဖြစ်ပါတယ်တကယ်လို့တငယ်ချင်းတို့ကပြီးခဲ့တဲ့လနေစပြီးအခုချိန်ထိပုံမှန် gain မဆော့ဘူးဆိုရင်တော့ဒီ event မှာ point လေးတွေတော့ရရှိမှာမဟုတ်ပါဘူးတကယ်လို့တငယ်ချင်းတို့ မှာ point လေးတွေကအများကြီးရှိနေတယ်ဆိုရင်တော့တငယ်ချင်းတို့တွေအနေနဲ့ဒီဘန်ရဲ့ဒီနေရာမှာလာပြီးတော့ Messi ဝစ်စုံနဲ့ upgrade လုပ်လို့ရတဲ့ M762 gun skin ကိုမဲပေါခွင့်ရမှာဖြစ်ပါတယ်။ မဲဖောက်ရဲနေရာမှာကြီးမဲဆိုရင်တော့နှမျိုးပြထားတာပဲဖြစ်ပါတယ်အဝါကောက်ကိုကြီးမဲဆိုရင်တော့ BP90 တို့ Mini 14တို့ Bucky တို့ကိုမဲဖောက်လို့ရမှာပဲဖြစ်ပါတယ်ဒီကောက်ကိုမဲဖောက်မဲဆိုရင်တော့တငယ်ချင်းတို့တွေအနေနဲ့ point 50ပဲကြာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီကောက်မဖောက်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်မကြိုက်ပါဘူးကျွန်တော်ကတော့အပေါ်မှာပြထားတဲ့ Messi Wilson တို့ upgrade လုပ်လို့ရတဲ့ M762 Gun Skin တို့ကိုကျွန်တော်ကဖောက်မှာပဲဖြစ်ပါတယ်ကန်ဒီဘာတွေကောင်းပြီးတော့မှ Messi Wilson ပေါ့မလားဒါမှမဟုတ် upgrade လုပ်လို့ရတဲ့ M762 တနက်စကင်ကိုပေါ့မလားဆိုတာကိုကျွန်တော်မဲဖောက် ြီးမာရေးဖြစ်ပါတယ်ကျွန်တော်မှာ point 1133နဲ့3 point ရှိတာဆိုတော့ကျွန်တော်တဘုံချင်းစီဖောင်းမယ်ဆိုရင်တော့12ပုံလောက်ဖောက်လို့ရမှာဖြစ်ပါတယ် okay ကျွန်တော်တဘုံချင်းစီပဲ12ကြိမ်ဖောက်မှာဖြစ်ပါတယ် okay ကျွန်တော်ပထမဆုံး point 90နဲ့တဘုံစာဖောက်မှာဖြစ်ပါတယ် okay အခုဒီမှာကြီးမယ်ဆိုရင်တော့ကျွန်တော်စေးဘူးတဘူးကိုရတာဖြစ်ပါတယ် okay ကျွန်တော်နောက်ထပ်တဘုံထပ်ဖောက်မယ်ဒုတိယမှာကြီးမယ်ဆိုရင်တော့လေကြီးခုံနဲ့မိခိုးမှွေးကိုရတာပဲဖြစ်ပါတယ် โอเคကျွန်တော်တတိယပုံမှာတော့ M762 ရမလားတစ်ချက်ဖောက်ကြည့်မယ်โอเคအခုဒီမှာကြီးမယ်ဆိုရင်တော့ကျွန်တော်ဒီရဲ့ car skin ကိုရတာဖြစ်ပါတယ်တတိယပုံမှာကြီးမယ်ဆိုရင်တော့ကံကောင်းတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ဒီရဲ့ car skin ကိုပါဝါရီပဲဖြစ်ပါတယ်နောက်ပိုင်းမှာလည်းကျွန်တော် M762 တနက် skin ကိုပေါ့မယ်လို့ထင်ပါတယ်โอเคကျွန်တော်နောက်ထပ်တစ်ပုံထပ်ဖောက်ကြည့်မယ် ။ Okay လေးပုံမြောင်းမှာတော့ကျွန်တော်ဒီရဲ့ silver coin ကိုရတာရဖြစ်ပါတယ်။ Okay ကျွန်တော်နောက်ထပ်တစ်ပုံထပ်ဖောင်းမယ်။နောက်ထပ်တစ်ပုံမှာဆိုရင်တော့ classic ကပ်ပြားလေးကိုရတာရဖြစ်ပါတယ်။နောက်ထပ်တစ်ပုံခုဒီမှကြီးမဲ့ဆိုရင်လည်း classic ကပ်ပြားကိုရတာရဖြစ်ပါတယ်။ကန်ကိုကြီးမဲ့ဆိုရင်တော့ silver coin တွေဇက်တိုက်ပေါင်းနေတာရဖြစ်ပါတယ်။နောက်တစ်ပုံမှကြီးမဲ့ဆိုရင်လည်း silver coin 10ခုကိုထပ်ရတာရဖြစ်ပါတယ်။ point ကိုကြီးမဲ့ဆိုရင်တော့ point 900ကျော်ပဲကျန်တော့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုံ okay ခုဒီမှကြီးမဲ့ဆိုရင်လည်း ကလပ်စစ်ကပ်ပြောင်းဝယ်ရတာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်တပုံထပ်ဖောက်ကြည့်မယ်ဒီတစ်ခါမှာတော့ကျွန်တော်ကိုဟယ်လမတ်ပေးမလားဒါမှမဟုတ်မက်ဆီဝစ်ဆုံးပေးမလားဆိုတာကိုကျွန်တော်တစ်ချက်ဟိုနှိပ်တီးနှိမ့်ရှောင်းနှိပ်ကြည့်မှာပဲဖြစ်ပါတယ်โอเคခုဒီမှာကြည့်မယ်ဆိုရင်တော့ classic ကပ်ပြားနဲ့ silver coin တွေကိုပဲကျွန်တော်ဇက်တိုက်ပေးနေတာကိုတွေ့ရမှာရဖြစ်ပါတယ်နောက်ထပ်တစ်ပုံโอเคခုဒီမှာကြည့်မယ်ဆိုရင်လည်း silver coin ထပ်ရတာရဖြစ်ပါတယ် ပွိုင်းကိုကြည့်မယ်ဆိုရင်တော့လည်း200ပဲကျန်တော့တာဖြစ်ပါတယ်နောက်ထပ်နှစ်ပုံးမှာတော့ကျွန်တော်တို့ PUBG Mobile ကဘာပေးမလဲဆိုရင် okay ခုဒီမှာကြည့်မယ်ဆိုရင်တော့ slash 6ကပ်ပြာကိုထပ်ရတာပဲဖြစ်ပါတယ် โอเคဒါကတော့နောက်ဆုံးပုံပဲဖြစ်ပါတယ် classic ကပြာနှစ်ခုထပ်ရလာရဖြစ်ပါတယ်တန်ကိုကြီးမဲ့ဆိုရင်တော့ကောင်းလားဆိုတော့လည်းမစိုးဘူးလို့ပြောလို့ရပါတယ်ကားစကင်ပေါက်တယ်ဆိုတော့လည်းတန်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်တငယ်ချင်းတို့တွေရောဒီဘက်မှာပေးတဲ့ point တွေကိုတုံပြီးတော့မဲဖောက်တဲ့အခါမှာအစီဝိဆုံပေါက်လားဒါမှမဟုတ် upgrade လုပ်လို့ရတဲ့ m762 တနတ်စကင်ပေါက်လားဘတ်စကင်နေမဲပေါက်လဲဆိုတာကို common အောက်မှာပြောပြပေးသွားကြဖို့လည်းတောင်းဆိုလိုက်ပါတယ်တကယ်လို့တငယ်ချင်းတို့တွေအနေနဲ့မဲမဖောက်ရသေးဘူးဆိုရင်တော့72လပိုင်း31ရက်နေမတိုင်ခင် မဲဖောက်ဖို့ကိုလည်းကျွန်တော်အနေနဲ့အကြံပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုသုံးအောင်ကြည့်ပေးတဲ့အတွက်တငယ်ချင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။